ဦးညင်တန်ဘုတ်တေဇေလီတော်ကြီးမှမြန်မာနိုင်ငံစကိုင်းတိုင်းဒေသကြီးမုံရွာမြို့နယ်မုံရွာမြို့အရှိတောင်ဘက်9မိုင်ကျော်အကွာမြင်းနေရွာမှာတည်ရှိပါတယ်။ဒီဒေသဟာမြင်းနေအောင်သာဆယ်ကြီးမင်းရွာတို့အလယ်မှာရှိတဲ့38ဧကကျဲဝန်းနဲ့မုံညင်တော်ရဒေသဖြစ်ပါတယ်။ရှိကဒီဒေသဟာမုံညင်မင်းတရားကြီးသာသနာပြုခဲ့ရာမုံညင်မင်းကျောင်းတိုက်ဆိုပြီးရှိခဲ့ပေမဲ့နှစ်ကာလကြာတဲ့အခါတိမ်ကောပြောက်ကွယ်ခဲ့ပါတယ်။ဒီနေရာကိုမြင်းနေတော်လို့ခေါ်ကြပြီးလူသူကင်းဝေးကနယ်မြေကျန်း ်နာကြောင့်အသွာအလာမရှိတဲ့နေရာမျိုးဖြစ်နေခဲ့ပါတယ်။1293ခုနှစ်ဝါဆိုလမှာတောရဆောက်တီသတင်းသုံးရန်မထေမြတ်တစ်ပါးရောက်ရှိလာရမှသာသနာတော်ထွန်းကားလာခဲ့ပါတယ်။ဒီမထေမြတ်ကတော့တန်ဘုဒ္ဓေဇေတီတော်ကြီးကိုတည်ထားသူကျေးဇူးရှင်မိုးညင်းစရာတော်ဘုရားကြီးပဲဖြစ်ပါတယ်။ဒီအရက်မှာမိုးညင်းမင်းတရားကြီးရဲ့28ဌာနသောကုသိုလ်တော်တို့မှကိုဌာနမြောက်ဆိုပြီးရေးသားထားသောကပီးကျောက်စာများကိုတွေ့ရတာကြောင့်မိုးညင်းတော်ရလို့အမည်ပေးလာခဲ့ပါတယ်။တောရဆောက်တီလာတဲ့ရှင်သာမဏေဟာလေ ဲမူလအမည်ပြောက်ကမွန်ညင်းဆရာတော်ကြီးလို့သာအမည်တွင်လာခဲ့ပါတယ်။ဆရာတော်ဘုရားကြီးဟာမွန်ညင်းတန်ဖိုးတဲ့ဇေဒီတော်ကြီးကိုတက္ကရ1300တခုနှစ်ဝါဆိုလာဇန်9ရက်နေ့မှစပြီးတိဆောက်ခဲ့က